ဟိုကာဗာဆိုရဲ့လူတွေက commercial မဟုတ်ရင်တော့ကျွန်တော်ပေးဆိုပါတယ်အခုကစီးကမ်းမရှိကြဘူးဗျဟိုကာဗာဆိုအပျော်ဆိုပြီးတော့ urban တွေရော commercial တွေလုပ်နေကြတာအဲ့ဒါတော့ကျွန်တော်အဆင်မပြေဘူးကျွန်တော်အခွင့်တောင်းရင်ကျွန်တော်ပေးပါတယ်ခွင့်မတောင်းဆိုရင်တော့ကျွန်တော်ရှင်းတယ်ဟုတ်ဆက်ပြီးကျွန်တော်ပေါ်မှာပေါ့ မစားဘူးကျွန်တော်ပေါင်မြဲတဲ့ချိန်နဲ့ကျမ်းမာရေးတော့ဟိုရေတဆုပ်ဘာလဲမီးတမုတ်ရေဘာလဲကျွန်တော်ဗမာသကုံရှိပါရေတဆုပ်မီးတမုတ်လားမီးတမုတ်ရေတဆုပ်လားအဲ့ဒါမျိုးပေါ့ကျွန်တော်ကျွန်တော်ကိုလုတ်ချင်တာလဲကိုလုတ်တယ်အားကစားလဲလုတ်တယ်ကျမ်းမာရေးတော့အစားအသောက်နေထိုင်လဲဆင်ညာတယ်အဲဟိုကျွန်တော်ကဟိုနည်းနည်းလေးတောက်တတ်တဲ့ဟိုရှိရနည်းတောက်တဲ့အခါကျတော့ကျွန်တော်လည်းပြန်ပြီးအားကစားပြန်လုပ်ဖြစ်တယ်ဘယ်လောက်ပါလဲကျွန်တော်အစားအသောက်နဲ့ပဲထိန်းသွားတာကျွန်တော်တော့ဗမာထွေတူးမလုတ်ဘူးတခါတပတ်နေရလောက်အိမ်မှာဂျင်ဆော့မယ် တပတ်နေ့လောက်ဂေါက်ပြိုင်မယ်လောက်ပါအာသိမဆိုင်ဘူးကျွန်တော်ကဘာမှလုပ်စရာမလိုဘူးမလိုဘဲနဲ့ဟိုမျိုးသမီးကလည်းဘာမှသိမလို့ဒါပေမဲ့တခုချင်းအိတ်ခံနေကြရင်သူဘာမှမသိဘူးကျွန်တော်အိတ်အိတ်ကြော်သွားပြီကျွန်တော်မျက်နှာကျွန်တော်ဘာတင်တာမကြိုက်ဘူးသူကအဲ့ night cream ဆိုတာဘာလဲအဲ့လာလာလာရိုက်နေမျက်နှာဘောဘောဘာအဲ့ဒီလိုရှိတယ်အဲ့ဒါဆိုင်ပြလာအာဒီနေ့ကဆိုတော့ကျွန်တော်အပေါ်မှာပြောခဲ့တယ်ဒီတစ်ချင်းကျွန်တော်ဆယ်ပုတ်တိတိပေါ့နော်ကျွန်တော်လေဝေးတဲ့တင်းများဆိုပြီးကျွန်တော်လုပ်ထားတယ်ခုနပုတ်လောက်ကပရိသတ်တိတိသားတစ်ချင်းနေပဲ အဲနောက်သုံးဘုတ်ကတော့ကျွန်တော်ထွက်ပြီးသားတစ်ချင်းကိုပဲကျွန်တော်ကြိုက်လို့ဆိုပြီးတော့ကျွန်တော်ကဟို ban version နဲ့ကျွန်တော်ပြန်လုပ်ဖြစ်တယ်မခက်ဘူးပြိသက်တီးပြီးသားတစ်ချင်းမလုံးချင်တာအပုတ်30လောက်ရှိတယ်ကိုကြိုက်တဲ့ချင်းကိုလုံးချင်တာဒါပေမဲ့ပြန်စင်းစားတယ်ငါကြိုက်တဲ့လေးကလုံးခဲ့ပြီးပြီပေါ့နော်နည်းနည်းပြိသက်တော့လည်းနည်းနည်းသူတို့တီးပြီးသားတစ်ချင်းလေးတွေပဲပေါ့ပြန်ပြီးတော့ collect ပြန်လုပ်တဲ့ပုံစံလေးလုပ်ဖြစ်တာဒါဒီတစ်ချင်းကဘာဘာပဲလုပ်လို့ကျွန်တော်မထည့်လို့မရဘူးဘယ်တော့တော့ဒီတစ်ချင်းဒီတစ်ချင်းကကျွန်တော်ရဲ့ Mr. Peace ကို Masterpiece ဆိုတော့ Masterpiece ဖြစ်တာရဲ့ကျွန်တော်ဒီတစ်ချင်းကြောင့်လူတစ်လုံးသူတစ်လုံးဖြစ်တယ်လို့လည်း ဟိုပြောရမမနိုင်အဲ့တော့အဲ့ဒီအချင်းလေးကိုကျွန်တော်ကဘယ်တော့တော့ဘယ်နေရာရရအဲ့ဒီအချင်းဆိုပြရတော့ဟုတ်ဒါကျွန်တော်ဆိုတာတွဲသိတဲ့အချင်းဆိုတော့ကျွန်တော်လဝိလဝိတဲ့တင်နာခုလောက်တော့လေဒီအချင်းကမပါမဖြစ်ပေါ့အဲ့ဒီအချင်းကအရင်မှကိုမြင့်မြတ်တို့ဘာလို့ရုပ်ရှင်တွေဗမာဗီဒီယိုဇလန်တွေမှာလည်းနှစ်ခါလောက်ပါပြီးတယ်ဟိုတုန်းကပေါ့နော်2017 17လောက်ကအဲတိတ်တော့မှန်းပြီးတော့အခုကလက်လောဟိုထက်ရန်ရိုက်တဲ့ကားလေးမှာသူက driver တုံးကျင်တယ်ပေါ့နော်ဟိုကဟိုတချင်းနေနဲ့လောက်တဲ့ဇက်ဝင်ဟို ဇလန်းတွဲလေးဆိုတော့လေရုပ်ရှင်ဇက်ဟိုဆိုတုံးကျင်နေရဲဆိုတော့ကျွန်တော်ကပထမစဉ်းစားသေးတယ်ပြေးတယ်မပြေးတယ်ဒါပေမဲ့ကျွန်တော်တခုပဲတွေးလိုက်တယ်အာဘာမှမာနတွေဘာမှမရှိတော့ကျွန်တော်အရွယ်ရတယ်ဟိုစိတ်ပေါ့ပါထားရမယ်အရွယ်ဖြစ်တော့ဟာဆိုပလေးတွေတင်းနေတွေကလေးတွေတိတယ်ဘွာဆိုပြီးတော့အဲပြေးဆိုလိုက်တာပြောတယ်ဟိုနေ့ကသူ့ဝမ်းမရှိမှလဲကျွန်တော်အဲ့ချင်းဆိုတော့အောက်ကလူကတော့ကျွန်တော်တို့ကစဉ်းစားသမီးအောက်ကလူရကုန်ရဆိုတော့အဲ့လိုကြီးအမတ်တွေကပျော်စရာလဲကောင်းတယ်အဲ့ဒီကဆိုရတာလဲကိုငငယ်ရ vibe ကိုပြန်ရသေးတယ် အဓိကတော့အခါအလင်းသိရင်တော့တချင်းပွဲဆိုမယ်ပေါ့ဘယ်လောက်ပါပဲအများကြီးတော့ကျွန်တော်ဘလိုအရင်ကလိုမျိုးအများကြီးမတွေးတာတော့လीဘဝကိုပို့ပပပြပြရှိရှိနဲ့ကျွန်တော်တို့ဟိုလူတိုင်းမှာဟိုလေဟိုအချင်းကန့်တက်ရှိအောင်ကိုရည်ရွယ်ချက်လေးတွေကိုလုပ်မယ်ကိုဝါသနာပါတွေလုပ်မယ်ဟို life က gap ရှိအောင်ကျွန်တော်အသက်ရွယ်ဟိုအခုကျမပိုတိရအသက်ဟိုအသက်42ဆိုတော့40နှစ်ဆိုရဲ့အရွယ်မှာဟောငါနောက်နောက်လောက်ရမယ် ကျန်ရှိနေ life ကိုပို့ပွားပြောရွှင်မဲ့ဖြတ်တန်းမယ်ဆိုတဲ့စိတ်။အဲကျန်တဲ့အများကြီးထမ်းပိုးထားတာမရှိတော့။ဟိုဝါကြီးရမှာဟိုဝါကြီးလှုပ်ချစ်ချင်မှာဟိုအဲ့လိုမရှိတော့။ပို့ပွားရတာ။အာပြောပါတယ်ဥမာပြင်ကိုရေးပေးတာအချင်းနေပေါ့တော့လဲသူများဆိုတော့လဲအခုဒီလိုမျိုး wedding ဒီမှာဟိုညီမလေးရတနာမန်ရေးပေးတဲ့အချင်းဆို wedding နဲ့ရတနာမန်ဆိုရဲအဲဂျူဝဲ wedding ချင်း sound တစ်ပုတ်ရေးပေးတာရှိရဲဂျူဝဲ wedding night ဆိုရဲအဲ့လိုမျိုးလေးဆိုရဲတွေ့ရင်လဲကျွန်တော်ပီတိဖြစ်ပါ။အဓိကတော့ကျွန်တော်က ကျွန်တော်တချင်းလေးတွေ public မှာရောက်စီခြင်းနဲ့ကျွန်တော်ရဲ့ကိုပိုင်တန်တဲ့တချင်းလေးတွေကိုပြည်သူလူထုပြည်သက်တချင်းတချင်းကြိုက်တဲ့ပြည်သက်ကြားတွေကိုကျွန်တော်ရောက်သွားသိခြင်းနဲ့ဆန္ဒပေါ့အဲ့တော့ကိုတချင်းလေးတွေဖွင့်နေတယ်ကိုတချင်းလေးတွေအခုချိန်လာပြီးတော့ comment တွေမှာ TikTok တွေမှာလာပြောရင်လည်းပီတိဖြစ်ရပါဘူးဟိုအဲ့အတွက်လည်းကျွန်တော်သူတို့ပြန်သူတို့လာပြောလေသူတို့ပြန်ဆူတောင်းပေးပေးရလေပေါ့နော်ဟောငါတချင်းတွေအခုထိကြိုက်ပြီးတော့သူတို့လုံငန်းငယ်နဲ့အဆင်ပြေကြပါသေးတယ်အချမ်းမှကိုရှင်ကြပါသေးတယ်ပေါ့ အဘယ်လိုမှမဟုတ်ဘူးကျွန်တော်တို့ကအရွယ်တခုကလူတိုင်းသိရတယ်ကျွန်တော်တို့ကချင်းစားလို့တော့2005လောက်တည်းကကျွန်တော်လုပ်ကြဟို music လောကထဲကိုရောက်ဆိုတော့ကိုယ်အရွယ်တခုရောက်လာတော့အချို့တွေကြတော့လေဒီကောင်ဘယ်ကပေါ်လာလဲဆိုတော့ကလေးတောင်မသိကြဘူးလေဆိုတော့ကျွန်တော်တို့ကဟိုအချိန်တိုင်းတိုင်းတခုနှစ်20ကျော်လောက်ကိုဂီတလောကထဲမှာဖြတ်တန်းပြီးတော့ဒီပက်ဒမစ်တွေဒီနိုင်ငံရေးကာလတွေပြီးတော့မှညီခဏညင်သွားတာလို့ရှိတာဟုတ်ဆိုတော့အခုကျတော့လေကိုဟိုကိုယ်အရွယ်တခုရောက်ပြီဆရာပြောသလိုပေါ့ဗျာကျွန်တော်အရွယ်ကြီးနဲ့ကျွန်တော်တချင်းနေအများကြီးလှုပ်လို့อ่ะ ကျွန်ကျင်းတည်နောက်15နှစ်လောက်ပဲလုပ်လို့ရအောင်အသက်60နားကတ်သွားရင်လုပ်လို့မရဘူး42ဆိုကျွန်တော်ကျင်းတည်နောက်15နှစ်လောက်လုပ်ပြီးသွားရင်ကျွန်တော်ဟိုနေရပေးရမှာပဲလေအငွေကိုကျွန်တော်အခုလက်ခံတယ်ကျွန်တော်လူငယ်တွေလူငယ်တွေဟိုပွဲတွေမှာစိုးနေရတချင်းနေပေါ့နေကျွန်တော်လက်ခံတယ်ကျွန်တော်လင်းနားထောင်တယ်ဒါသူခေသူ့ချိန်ကျွန်တော်တို့ခေကျွန်တော်တို့ချိန်မှာလည်းကျွန်တော်တို့စိုးခဲ့တယ်အရှင်းဖန်တီးခဲ့တယ်အခုကျွန်တော်တို့အရွယ်အရွယ်ချန်သေးတဲ့အချိန်မှာလူလက်ပိုင်းအချိန်မှာလည်းကျွန်တော်တို့ကတချင်းကိုအဲ့လိုပေါ့နော် qualify ဖြစ်ပြီးတော့ ရင်ထဲမှာရောက်သွားတယ်မြတ်ချင်းမျိုးကျွန်တော်ကထပ်ဖန်တီးရမှာကျွန်တော်တောင်းတယ်လူတိုင်းမှာတောင်းဝင်ချေဖို့လိုတယ်ပေါ့ဥပမာပြင်မီဒီယာသမားတွေမီဒီယာတောင်းဝင်အကြောင်းသားအကြောင်းသားတောင်းဝင်ကျွန်တော်ကလည်းချင်းဆိုတော့ဆိုတော့တယောက်တောင်းဝင်ချေခြင်းတယ်လေအဲ့တော့ကျွန်တော်တချင်းလေးတွေကျွန်တော်ဆက်ဖန်တီးပြစ်တာပါနောက်နှစ်ဒီမှာလည်းတချင်းအစ်တွေရောအဲ့လိုပြန်ဖန်တီးလို့ရှိတယ်မမနာဆိုတာဒီလိုလေးလူဆိုတာအရွယ်တခုရောက်လာတဲ့ခါကျရင်ဩဘာမှမမြဲပါလားကောင်းခြင်းတွေလည်းမမြဲဘူးဆိုးခြင်းတွေလည်းမမြဲဘူး ဲ့တော့ဘာမှဒါကြီးကိုဟာဖတ်တွေ့ကင်တွေ့ထားတဲ့ဆိုတော့မရှိတော့တန်ရုပ်တင်အများကြီးမထားတော့ပစ္စည်းတန်ဖို့ဟိုမှာဆိုကြပါတော့တခုဆိုလဲဟိုအစွဲလန်းပြီပေါ့အစွဲလန်းနေကိုမရှိတော့ဘာအစွဲလန်းမှမရှိတော့အဲ့လိုအဲ့လိုထားနိုင်လာပေါ့ဟုတ်အော်ဒီယိုကခုညနေ9:00နာရီရအောင်မှာကျွန်တော်အော်ဒီယို music application တွေမှာတက်ပြီ melo flow အဲ Spotify Apple အမေဇွန်အဲ music app တွေမှာတက်ပြီကျွန်တော်ဟိုဟာကြာတော့ကျွန်တော်ရက်ရုပ်နဲ့ဟိုဟာကြာတော့ကျွန်တော်၈နာရီခုည၈နာရီခွဲမှာတက်အမို live interview တွေအရှိန်တနာရီသာကြီးတက်မှာအဲတနာရီသာမနေ့ပြန်ဆက်ပြီးတော့၂၁ရက်နေ့ကဆက်ပြီးတော့မှကြာတပုတ်ချင်းတပုတ်ချင်းတက်သွားအဲကျွန်တော်၂၀၁၉လောက်တည်းကခဏလေးငြိမ်လိုက်တာပေါ့နော်နောက်၂၀လောက်မှာတည်းကကျွန်တော်အမှုပညာလှုပ်ရှားမှုတွေနည်းသွားတယ်ကျွန်တော်အပြင်စီးပွားရေးဘက်ကိုကျွန်တော်လည်းခြေဦးလှည့်ပြသွားတယ်ပေါ့အဲ့ဒါကြောင့် ပြန်လာပြီအဓိကတော့ကျွန်တော်ခုနပြောရကျွန်တော်လေးသားချက်ခင်ရတဲ့မီဒီယာတွေနဲ့ကျွန်တော်ဆက်သွယ်ပြန်လာကြာပြီဆိုတော့အင်တာဗျူးတောင်းတယ်ကျွန်တော်မပေးဖြစ်ဘူးတကယ်လို့အင်တာဗျူးတွေအကုန်လုံးတတိထားပြီးကြည့်ပါကျွန်တော်မဖြစ်ဘူး FN နေလဲကျွန်တော်အင်တာဗျူးတောင်းတယ်ကျွန်တော်မပေးဖြစ်ဘူးအခုမှကျွန်တော်ကအခွေလဲထွက်မယ်အင်တာဗျူးလဲအဲ့မှကျွန်တော်မေးချင်တာမေးပေါ့နော်ဆိုရအစီအစဉ်လေးကိုကျွန်တော်လုပ်ဖြစ်တာဟုတ်တယ်မသုံးပြတော့တာကျွန်တော်အခုလဲ Facebook မသုံးပြဘူးကျွန်တော်ကဟိုဟာနဲ့ page ကိုတော့ကျွန်တော်ကင်ထားတော့ page ကိုဝင်ကြည့်ဖြစ်တယ်နောက်တစ်ခုကကျွန်တော် Viber သုံးပြတယ် ဒါ YouTube တုံးတယ်ဒါပဲကျွန်တော်တွေအားလုံးကဟို TikTok တို့ဘာလို့လဲကျွန်တော် admin တွေနေပဲခိုင်ကြတယ်ဟို cover ဆိုရဲလူတွေက commission မဟုတ်ရင်တော့ကျွန်တော်ပေးဆိုပါတယ်အခုကစည်းကမ်းမရှိကြဘူးဗျဟို cover ဆိုအပျော်ဆိုပြီးတော့ app and ရော commission လုပ်နေကြတယ်အဲ့ဒါတော့ကျွန်တော်အဆင်မပြေဘူးကျွန်တော်အခွင့်တောင်းရတယ်ကျွန်တော်ပေးပါတယ်ခွင့်မတောင်းဘူးဆိုရင်တော့ကျွန်တော်ရှင်းတယ်ဖုန်းဆက်ပြီးကျွန်တော်ပေါ်မှာပေါ့ဟောပရိသတ်တွေအားလုံးဟိုအခုဟို chicken လေးစားသွားနေကျွန်တော်နှုတ်ဆက်တာပါတယ်ကျွန်တော်တချင်းဟိုလဘိတတီများတချင်းဆယ်ဖို့လဲကျွန်တော် ဟိုဒီနေ့ရစပြီးတော့ပေါ့နော်ကျွန်တော် YouTube channel မှာကျွန်တော် live လေးကြည့်လို့ရမယ်တပုတ်ချင်းတွေလည်းကြည့်လို့ရပါမယ်အဲ့ဒါလေးတွေကိုကျွန်တော်ဟိုတင်ဆက်သွားဖို့ရှိပါတယ်အားပေးပါအောင်လို့ပြောချင်တယ်နောက်ပြီးတော့ကျွန်တော်နောက်နေ့2026ထဲမှာလည်းတချင်းအစ်စ်တွေရောဖန်တီးမှုအစ်စ်တွေရောကျွန်တော်လာဖို့ရှိပါတယ်အားပေးပါအောင်လို့ပြောချင်ပါတယ်နောက်ပြီးတော့ပရိသတ်ကိုတချင်းတကယ်ဆိုပြချင်တာပါအခုလဲမီဒီယာညီကောင်မောင်မားတွေကြားပါနေကျွန်တော်ကတချင်းကိုတကယ်ဆိုတာပါဟိုဟန်လုတ်ပြီးဆိုတာမျိုးမဟုတ်ပါဘူးတချင်းကိုတကယ်ကိုတက်လို့တကယ်ကိုလေ့လာပြီးတော့ ဟိုလေ့ကျင့်ပြီးတော့ကျွန်တော်ကတခြင်းဆိုတာပါဟိုအဲ့တော့ကျွန်တော်တကယ်တခြင်းဆိုတတ်လို့တခြင်းဆိုတာဖြစ်လို့ကြောင့်ကျွန်တော်ပြည့်တတ်တွေကိုတခြင်းနေအများကြီးဆိုပြချင်ပါသေးတယ်